အမိန်လာပါဆရာပြောကြမယ်တရင်စကားများအကြံပေးချက်များကိုအံကန်နဲ့နားစင်ကြားရမှာပါဒီနေ့တော့အားလုံးမင်္ဂလာပါကျွန်တော်ပြောပြခြင်းနဲ့အကြောင်းအရာလေးတစ်ခုကချက်ချင်းရောက်လာလို့အာဆီယံအစည်းအဝေးမစခင်မှာလူရုပ်မှာကဘာပတ်ပြီးရုပ်မှာနေတဲ့တရုတ်တွေအမေရိကန်မှာလည်းအဖန်ခံရတယ်မနေ့ကပဲအဖန်ခံတဲ့တရုတ်အကြောင်းဆိုတော်တော်ထူးဆန်းတယ်အခုတရုတ်ကတော့ အမေရိကန်နိုင်ငံနဲ့အပြင်ကမ္ဘာလူကြီးတန်း900လောက်ကိုတည်စေနိုင်တဲ့ဖက်တမင်းထုတ်လုပ်တဲ့အရေးတွေအဖက်တမင်းလုပ်တဲ့ဓာတုပစ္စည်းတွေကိုမက္ကဆီကိုပို့ခဲ့တယ်မက္ကဆီကိုကိုပို့ခဲ့တဲ့အမှုမတိုင်ခင်အမေရိကန်ကိုလည်းအဲ့လိုပါဆယ်နဲ့ချီကာဂိုအိုဟဲအေယာပေါ့ကနေတွင်းခဲ့တာအဲ့လိုပေါ်တင်မဲ့တွင်းတာနော်အဲ့လိုဟုတ်ပြီအဲ့လိုပေါ်တင်တွင်းလာတဲ့ကောင်က 2022ခုနှစ်မှာဖန်ခံရတဲ့ထွက်ပြေးတယ်ထွက်ပြေးပြီးတော့မက္ကဆီကိုရောက်တယ်မက္ကဆီကိုမှာအမေရိကန်အစိုးရရဲ့ဒီပူးပေါင်းဆောင်ရွက်မှုနဲ့မက္ကဆီကိုအစိုးရဖမ်းတယ်အဲ့ဒီကနေတခါထွက်ပြေးတယ်အဲ့ဒီကနေကျူဘားကိုပြေးတာကျူဘားကနေတခါအခုပြော့အမေရိကန်ကိုအခုပြန်ပို့လိုက်တယ်ဒီသတင်းကိုခဏိအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့် ဒီမီတင်ကိုမသွားမတက်ခင်အာဆီယံမီတင်ကိုသွားမတက်ခင်မှာဖြစ်နေတာနောက်တစ်ခုကတော့ဝေါ်မတ်မှာတကဘာလုံးတရုတ်တွေဘလောက်လိန်တယ်လဲဆိုတာကိုကျွန်တော်ပြောပြမယ်အရန်ကြောက်ဖို့ကောင်းတယ်ကျွန်တော်တော့အရန်လန့်သွားတယ်ဒါဒီနေ့ဖြစ်တဲ့ပြဿနာဘလို့ဖြစ်လဲဆိုတော့ဝေါ်မတ်မှာရှိတဲ့ gift card တွေကိုကတ်အဲ့ချိတ်ထားတဲ့ကတ်တွေအများကြီးကိုအဲ့တရုတ်ကဒီကောင်ကယူလိုက်ပြီးတော့ तू ကအဲ့ဒီ gift card ဆိုတော့ apple gift card တို့ပေါ့ဗျာအမျိုးမျိုးပေါ့ amazon gift card တို့အဲ့လိုရှိတယ်အမေရိကန်မှာ ဒေါ်လာ25ဒေါ်လာ100 200 300 500တထောင်တိရှိတယ်အဲ့လို gift card တွေဒီကောင်ကယူပြီးတော့ဘာလို့လဲဆိုအဲ့တိရုပ်ကအိမ်သားတွေအဲ့ဒီ gift card တွေနဲ့ဝင်သွားပြီးတော့သူက gift card ရဲ့ဘားကုတ်တွေကိုသူကအကုန်လုံးဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်ပြီးတော့သူကပြန်ယူလာပြီးအဲ့ဒီမှာပြန်ချိတ်တယ်ခုနနေရာမှာသူကပြန်ချိတ်တယ်သူ gift card လည်းမဝယ်ဘူးဒါပေမဲ့မတင်ကားလို့ရဲရဆစ်လိုက်တဲ့အခါကျတော့ဒီကောင်အဲ့ဒီဘားကုတ်တွေကိုမွေရသေးခင်အစ်စ်ချိတ်ထားတဲ့ gift card ဆိုတာဗျာကျွန်တော်တို့က ဝယ်လိုက်မယ်ဗျာဒေါ်လာ100တိုင်းဂစ်ကဝယ်လိုက်ရင်ကျွန်တော်တို့ကငွေရှင်းတဲ့နေရာမှာသွားလိုက်စကန်ဖတ်လိုက်ရင်အဲ့ဒီဂစ်ကရဲ့ဘားကုတ်ကအွန်လိုင်းပေါ်မှာသူ့ဟာသူအလိုလိုပွင့်သွားတယ်ပွင့်သွားပြီးဒေါ်လာ100ဆိုဒေါ်လာ100တန်းဖြစ်သွားတယ်ပေါ့ဗျာဒါပေမဲ့အဲ့လိုစကန်ဖတ်ပြီးမဖွင့်ခင်မှာအဲ့ဒေါ်လာ100တော့ရေးထားတယ်ဒါပေမဲ့အဲ့ဒါဘယ်နေရာမှာသွားဝယ်လို့မရသေးဘူးကျွန်တော်တို့ငွေရှင်းကောင်တာမှာစကန်ဖတ်ပြီးတော့မှအဲ့စကန်နဲ့ဒီအွန်လိုင်းကနေပြီးတော့ပွင့်လိုက်တော့မှဖွင့်လိုက်တော့မှဟိုတင်းဖြစ်သွားတာအဲ့ဒီကကတန်ဖိုးဝင်သွားတာ အဲ့တယောက်လုံးပုံကသူကအဲ့ဒီကတ်ကိုကတ်တွေအားလုံးသူကဘားကုတ်တွေကိုသူကဓာတ်ပုံရိုက်ယူထားတယ်အဲ့ဒီကတ်ကိုလူတယောက်ရလာဝယ်လို့အွန်လိုင်းပေါ်မှာစကန်ဖတ်လိုက်လို့ပွင့်သွားပြီဆိုရင်သူကအဲ့ဒီဘားကုတ်တွေရထားတဲ့အတွက်အဲ့ဒီကတ်ထဲကပတ်စံကိုသူကအဲ့ဒီဘားကုတ်ကိုအော်တိုဒီဘားကုတ်နဲ့သူကဖွင့်ပြီးတော့ဆော့ဝဲတစ်ခုနဲ့ဖွင့်တော့အဲ့ပတ်စံကိုအကုန်ခိုးတာအဲ့ဒီကောင်ကမက္ကဆီကိုကခိုးဝင်လာတဲ့တယောက်ပြနော်ဒါဒါဒါတိအမေရိကန်သတင်းသမားတွေမေးကြည့် အဲ့ဒီဒါကြီးကတော့လွန်လွန်းတယ်ဗျဒီကောင်ကားထဲမှာကြီးပဲအဲ့လိုဘားကုတ်တွေကိုဒီကောင်ကတယ်လီဖုန်းထဲမှာတော့မဆန့်တော့လို့ print ထုတ်ထားတဲ့စာရွက်ပေါင်း600ကျော်ရှိတယ်။ကဲဒါဆိုရင်ကျွန်တော်တို့อ่ะဗျာလက်ဆောင်ပေးခြင်းလို့ gift card တစ်ခုခုသွားဝယ်မယ်။သွားဝယ်မယ်ဆိုရင်အဲ့ဒီ gift card ကဒီကောင်ကဘားကုတ်ဖတ်ထားပြီးသားကျွန်တော်တို့ကပတ်စံဝယ်အောင်ဆိုတော့ကောင်တာမှာငွေရှင်းလိုက်တာ ਨੇ ဒီကောင်ထဲမှာအလတ်သွားပြတယ်ပြတော့အဲ့ဒီငွေကိုဒီကောင်ယူသွားတာဗျာ။နော်ဒါအခုကျူးပါးကမူရစေဝါ အာဒီအလုတ်တဲ့ drug ဒီဒီလာယူတရုတ်ဒီလာယူမိတာပေါ့အမှန်တော့အဲ့ဒါတွေအားလုံးကတရုတ်ဆိုရညင်းတယ်ဗျဟုတ်တယ်ဗျညင်းတယ်ဘာကြောင့်ညင်းလဲဆိုအဲ့ဒီပစ္စည်းတွေကဗမာပြည်ကနေတဆင့်လာတာဗျနော်ဒီဒီတရုတ်ဗမာဒီဒီပလဲတဲ့ဆက်တဲ့အီလန်တို့ဘာဆိုတကဘာလုံးမှုရစီဝါပို့မယ်လမ်းဗျကျွန်တော်တော့အဲ့လိုနားလည်နေတာပဲအခုကျွန်တော်ဒီမှာသူဘာပြောလဲဆိုတာအရင်နားထောင်ကြည့်ပေါ့ဗျာ

Narco broker's name is Zhang Dongji, also known as Brother Wang. He was born in Beijing. U.S. authorities say Zhang had built a massive narco traffic network, which directly supplies to two Mexican cartels for nearly a decade. The Trump administration designated the two cartels as terrorist groups earlier this year. The U.S. government says Zhang's operatives are scattered across states like California, Georgia, as well as Latin America, Europe, and Asia.

နှစ်ခုနှစ်အကုန်ကန်နီးလေးမှာဒီဟိုတဲ့စစ်တပ်ကမွေးထားတဲ့ပြည်သူစစ်တွေကိုက်ခိုက်အနောက်မှာမူရစေဝါအကြီးကျယ်ချက်တယ်အခုအကြီးကျယ်ချက်နေတဲ့အဖွဲ့ကတကောင်လဲပြေးနေတယ်သူတို့က3 brother လို့ခေါ်တယ်အဲ့ဒါလဲဗမာပြည်ထဲမှာအဲ့3 brother group ကနော်ဒါအကိုဘာဖြစ်လို့မြန်မာနိုင်ငံကြီးတမားတွေအကုန်လုံးပူပေါင်းဆောင်ရွက်ပြီးဒါမြန်မာပြည်ကစစ်တပ်တွေပြည်သူစစ်တွေတိုင်းရင်းသားလက်နက်ကင် အချို့တွေမပါဘဲနဲ့ကဘာကြီးကို ဒီလိုလှုပ်လို့မရဘူးဗျအဲ့ဒါကိုကျွန်တော်တို့အကုန်လုံးဖော်ထုတ်ပြီးတော့မမှန်ကန်ကန်တတ်တန့်ရှင်းရှင်းနိုင်ငံတစ်ခုဖြစ်အောင်လုပ်ရရင်မကောင်းဘူးလားဗျာဒီလိုစဉ်းစားဖို့ဗျာအန်ယူဂျီကသူများလေတံပြစ်ရင်သူလေတံလိုက်ပြစ်နေတယ်ဗျာရှင်းရှင်းပြောရင်တော့ထညက်ခဲပြလိုက်တဲ့အချိန်မှာလိုက်ဟတ်တဲ့ခွေးတစ်ကောင်နဲ့တူးနေတယ်အန်ယူဂျီမြေရှားကိစ္စလဲကျွန်တော်ပြောခဲ့တာပထမဆုံးနော်ပြီးတော့ဒီကောင်နေအပြောက်သွားပြန်ပြီအတန်တကယ်လဲဘာမှမသိဘူးဗျာအမှန်တော့ဘာလို့အလူခံတဲ့ကဘာပတ်တဲ့ဇိမ့်ခံတဲ့အိမ်ဝဲတဲ့ချမ်းဝဲတဲ့ ဆိုင်ဆောက်တယ်ဗမာပြည်ထဲမှာကလေးတွေကိုမြှောက်ပေးတယ်လက်ပြတ်တယ်ခြေတက်တယ်မျက်လုံးကန်းတယ်ဒုက္ခိတရောက်တယ်ကြေးရွာတွေမီးလောင်တယ်နော်လူသိမ်းပေါင်းမြောက်များစွာအကုန်လုံးအိုးမဲ့အိမ်မဲ့ဖြစ်တယ်အဲ့ဒီအပေါ်မှာအလှူထက်ကန်တယ်လက်ညှိုးထိုးပြတယ်စားတယ်ဓာကြီးကမှားနေတယ်ဖြစ်နေတဲ့အခုပြက်တနာကတရုတ်ကမူရစ်ဆေးဝါးနဲ့ပတ်သိမ်းအကုန်ညင်းထားတယ်အခုတရုတ်နဲ့အမေရိကန်နဲ့ညှိနေတဲ့ကိစ္စခင်ဗျားတို့ကျွန်တော်ပြောပြမယ်၄ချက်တောင်ရှိတယ်အဲ့ဒီ၄ချက်ကိုဆွေးနွေးမှာနံပါတ်၁က ခင်ဗျားတို့ကျွန်တော်ပြောပြမယ်မူရစီဝါနော်အဲ့ဒီတရင်ရှိတယ်ကျွန်တော်မှာကျွန်တော်တိတိကျကျကိုပြောနိုင်တယ်နော်နံပါတ်1ကဟိုလောင်းကစားအခုအခုအွန်လိုင်းစကန်နော်နံပါတ်3ကအကောက်ခွန်ပိုင်းဆိုင်ရာ tariff နဲ့ပတ်သက်တဲ့အကောက်ခွန်နှုံးထားနော်နံပါတ်4ကမြေရှားတပ်တုကိစ္စဗျဒီ၄ကိဘယ် training မှာကြံတဲ့တောင်တရုတ်ပင်လယ်အရေးပါအရေးညာရေးအဲ့ဒါအပိုးဆလာတွေလက်ရှိအခြေအနေမှာအခုတရုတ်နဲ့ညိတာဒီ၄ချက်ဗျာ ဒီလေးချက်မှာနှစ်ချက်ကဗမာနဲ့တိုက်ရိုက်ပတ်သက်တယ်။ဒါကျွန်တော်ပွင့်ပွင့်လင်းလင်းပြောတာခင်ဗျားတို့ကြိုက်ကျင်ကြိုက်မကြိုက်ကျင်နေမင်းအောင်လှိုင်ကစစ်တိုက်ဖို့ပတ်စံမရှိတော့ဘူးမရှိတော့ဒါစကားတွေကနေတဆင်ကြားဖြန့်နေနဲ့ပေါင်းပြီးတော့စစ်စရိတ်ရအောင်ယူတာဒါကြောင့်စောချစ်သူတို့ကမင်းအောင်လှိုင်ကိုစစ်စစ်တကဘာလုံးဝပတ်စံကိုလိန်လေယူပြီးပေးရတာကုံတွေလမ်းကြောင်းတွေပိတ်သွားပြီးကုံတွေမှုတွေမရှိတော့ဘူးတရံဇာတာထွက်တဲ့နေရာတွေအကုန်လုံးလက်လွတ်ဆုံးရှုံးလိုက်ရပြီးဘာမှမရှိတော့တဲ့အတွက်စစ်တိုက်ဖို့အတွက်လောလောလတ်လတ်ဝင်ငွေက ကြားဖြန့်နေနဲ့ပေါင်းပြီးငွေရှာပြီးတော့မင်းအောင်လည်းပြည်တွင်းစစ်ကိုတိုက်တာဒါကိုခမရတို့နားလည်အောင်ပြောရမှာနော်ခမရတို့အားအားနဲ့ဒီနူပေါ်နီပေါ်နီပိန်းနဲ့ပဲတိုင်ပတ်နေတယ်ဗျခမရတို့တကယ်လဲနိုင်ငံရေးမတတ်ဘူးကဲဒီမှာဆက်နားထောင် The Trump administration has doubled down its pressure on Beijing to stop fueling the opioid crisis, especially fentanyl, and even slapped 20% tariffs on Chinese goods as punishment. But despite the tariff in place, U.S. federal agencies last month intercepted 1,300 barrels of precursor. 本来帮特定很多这边，可能都不老高面嘞，喏，比西瓜的透露不墨西哥布啦，阿拉可能做起来，把马币也脱来了阿拉的。<laughs> ပြုတ်ကကားကြီးကားငယ်တွေနဲ့ဗမာစိတ်ကန်းကိုပို့တယ်ဗမာစိတ်ကန်းကနေပြန်ထွက်တာဗျ။နော်ဒါတရုတ်ပြည်ကနေဒါရိုက်ထွက်တဲ့ဥစ္စာနဲတယ်ဗျ Articles shipped from China before they could poison Americans. These 1300 barrels were shipped from Shanghai, China to Mexico. သူတို့ကတော့အဲ့ဒီမှာရှိတဲ့ကွန်တိန်နာကိုကြည့်ပြီးပြောတာ။ဒါပေမဲ့အဲ့ဒီကွန်တိန်နာတွေကဗမာပြည်ကသွားတာဗျ။ဒီဥစ္စာတရုတ်ပြည်စီမံသူတို့သိတယ် ဒါပေမဲ့ဗမာပြည်ကနေတဆင့်အဲ့ဒီလိုမူရစေဝါတွေထွက်နေတယ်ဆိုတာကဘာကအဲ့ဒါကိုတိတိကျကျသိအောင်လိုက်ရမှာဗျဒီဗမာစစ်တပ်ကအဲ့ဒီကလည်းပတ်စံရနေတာခင်ဗျဒီဓာတ်ဆာကတို့ဒီဒီတရုတ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေမြန်မာနိုင်ငံလမ်းဘေးကွန်းရဆိုင်မှာတောင်ဗျာမူရစေဝါဝယ်လို့ရတာအဲ့ဒါကိုပြဿနာဖြစ်လာရင်ဘယ်တိုင်းရင်သားတို့ဟိုလက်နက်ကင်ဘသူတို့ပြီးတဲ့ခါကျတော့အရခတက်တော်တို့လိုက်ထိုးချနေတာလက်ရှိမြန်မာနိုင်ငံရဲ့ကွန်းရဆိုင်မှာကိုမူရစေဝါဝယ်လို့ရတယ်ကျော်မျိုးမင်းတော်ပြောတယ်လေ တို့လူပဲ happy water အဲ့မသူတော်သက်တော့တာတဲ့နေပြီးတော့မှာကဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာဒါကိုဖော်ထုတ်အောင်မှာလူရေတန်း900လောက်ကိုခင်ဗျားတစ်နှစ်တည်းသေစေနိုင်တဲ့ဥစ္စာကိုမဖော်ထုတ်ပဲနဲ့အာခင်ဗျားတို့တခါလာလဲအချားကလောင်နေနဲ့အဲ့ဒီမောင်တော်ကဥစ္စာတွေနဲ့ပဲခင်ဗျားတို့တိုင်ပတ်နေတယ်ဂူလာတမကမှလည်းအဲ့ဒီ NUG ကဆဲမိတော့မယ်ဗျာကျွန်တော်ကလည်းပွန့်ပွန့်လင်းလင်းပြောရတယ်တပြီလုံးဖြစ်နေတဲ့ပြဿနာကိုမပြောဘဲနဲ့အဲ့ဒီမောင်တော်ကအချားကလောင်နေ နော်မြောက်ပေးလိုက်တဲ့ကိစ္စပဲပြောတယ်ဗျာကျွန်တော်တို့တတိုင်းပြည်လုံးမိလောင်ပြကြနေတဲ့ကိစ္စတွေမပြောဘူးဗျာနော်ယွန်ဖို့တော်တော်ကောင်းတယ်ဒါကြောင့်အချာကလောင်နဲ့အန်ယူဂျီကတဖွဲ့တယ်ဗျာနားထောင်ကြည့်ဦး intercepted these precursors on the high seas and now the Sinaloa cartel will not be able to use them to make methamphetamines. ဒီလောက်များတဲ့1300ဘာရယ်ကြီးကိုနော်ခင်ဗျအဲ့စီးရဲ့ အစီပေါင်းပြောက်များစွာအဲ့မက္ဆီကိုမှာမိတာနော်မက္ဆီကိုအစိုးရပူပေါင်းဆောင်ရွက်လို့နောက်မို့ဆိုလူရဲ့တန်း900တေးမှာဗျ NUG ဒါတွေလောက်ပါလားခွေးမဩငါဆဲတော့မယ်ကွာအာနာပါတယ်ဟုတ်ပြီဗျာဒီလောက်ပဲကျွန်တော်ကျွန်တော်ရေးတဲ့စာတွေမှာလေဘဟုတုဒ္ဒမရှိပဲနဲ့နှစ်ချောင်းဖတ်သုံးချောင်းဖတ်နေတဲ့အလှခံစားလိန်စားနေတဲ့ဟာတွေတက်တက်လာရင်ဗျာကျွန်တော်ယွန်းတယ်ဗျာစောက်ခွက်တွေလည်းမပြဘူးဗျာကျွန်တော်အောက်မှာလလာရေးအဲ့ဒါကြောင့်ကျွန်တော်တော်တော်အော်ဂလီဆိုင်ပြီးယွန်းတာဗျာ ဘာတာဝန်ခံမှုတာဝန်ယူမှမှုလုံးဝမရှိဘဲနဲ့နိုင်ငံရေးလုပ်တဲ့သူရောနိုင်ငံရေးကိုထောက်ခံတဲ့သူရောအောက်တန်းစားတွေဗျာစိတ်ပြတ်ဖို့တော်တော်ကောင်းတာ whenever there is an effort on the part of foreign terrorist organizations to create ကဲဒါကလည်းနိုင်ငံတကာကနိုင်ငံခြားအကြမ်းဖက်မှုတွေမှာအကြီးမားဆုံးအကြမ်းဖက်မှုပဲဗျာသူပြောနေတာ drugs that are killing americans we will seize them whether it's on the high ကဲဒီအကြမ်းဖက်မှုက drugs ပဲတဲ့ အမေရိကန်တွေပေအောင်ကြမ်းဖက်တာအဲ့ or whether it's in the country or foreign country. American နိုင်ငံထဲမှာလည်းဖြစ်ရင်ဖြစ်မယ်တခြားနိုင်ငံထဲမှာလည်းဖြစ်ရင်ဖြစ်မယ်တဲ့. Down story the drug trafficking business is only half of his business model. As တရုတ်ကသူ့ရဲ့ business ထဲမှာတဲ့။မူရဲ့ဈေးဝါနဲ့မဟုတ်မဟုတ်လောက်တာတရုတ်နိုင်ငံတစ်ခုလုံးရဲ့စီးပွားထက်ဝက်လောက်ကိုလုံနေတဲ့သဘောတဲ့။တရုတ်ဆိုရမပါပဲလုံလို့မရဘူးဗျ။ဒါဒီအားလုံးဟာ။ ဒါတွေကိုပြပတ်တတနဲ့ဗမာတနိုင်ငံလုံးပြုပြင်ပြောင်းလဲခြင်းတဲ့သူတွေဒီလိုအောက်တန်းစားစစ်တပ်တွေစစ်အရာရှိတွေအဲ့ဒီတရုတ်ငူးရရာစာတွေအဲ့ဒီလိုကောင်းနေကိုဖော်ထုတ်ပြီးကမ္ဘာအရှိမချားပြဖို့မလုပ်ပဲနဲ့ဗျာအားနေမောင်တော်ပဲအဲ့ဒီ NUG တပွဲလုံးမောင်တော်ပြောင်းမလားလို့ဟုတ်ပြီဗျာ